ဘဝစီးစာစီးစာဆိုတာနေဝင်ချိန်ကာလလေးကိုခေါ်တယ်အရှိလောကရကထွက်လာတဲ့နေမင်းကြီးဟာအချိန်တန်တဲ့အခါအထတောင်ဆုံးဝင်ရောက်ကြောက်ွယ်ရစင်းနေပဲလူတွေရဲ့ဘဝမှာလည်းပဲအလုံးတတ္တဝါတွေရဲ့ဘဝမှာလည်းပဲ ဘဝစည်းစာနေဝင်ခြင်းသို့မဟုတ်နောက်ဆုံးနေ့ဆိုတာရှိတယ်เนาะအဲ့ဒီဘဝစည်းစာရောက်လာတဲ့ပုဂ္ဂိုလ်တယောက်နေဝင်တော့မဲ့အချိန်ဆိုလို့ရှိရင်ခရီးရလည်းပဲဝေးกว่าနေသေးတယ်အမောင်သူကြီးကလည်းတန်းပြီတန်းတော့မယ်နေဝင်ပြောက်ွယ်သွားလို့ရှိရင်လမ်းခရီးမှာ အန္တရာယ်တွေကလည်းအမတန်ပြောင်းနေလမ်းခရီးမှာရှောက်လိုက်ရမယ်ဆိုအဲ့ဒီအချိန်မှာနေဝင်လို့အလင်းရောင်ကင်းမဲ့တဲ့အချိန်ရောက်နေပြီဆိုလို့ရှိရင်အမတန်မှသနာစရာအကောင်းဆုံးအချိန်ဖြစ်ပြီပေါ့အခက်ခဲတွေအမတန်ကြုံရထို့တူပဲဘဝစည်းစာဆိုရင်ဘဝရဲ့နေဝင်ချိန်နာကတ်လာပြီဆိုလို့ရှိရင်လူတွေကဒုက္ခရောက်ကြတယ် အာနာရှိတဲ့လူရော အာနာမဲ့တဲ့လူရောချမ်းသာတဲ့လူရောဆင်းရဲတဲ့လူရောတူတူပဲဘဝစည်းစံရောက်လာပြီဆိုလို့ရှိရင်တော့ကဲမဲ့လူနဲ့အနာဝေးလာတယ်အတ္တနောလောကောအနဘိတရောမြတ်စွာဘုရားလောကကြီးကအကာဝေးကင်းမဲ့နေတယ်ဘဝစည်းစံရောက်လာတဲ့ပုဂ္ဂိုလ်တယောက်ကို ဘသူကမှဒီနေဝင်မိုးချုပ်ဖြစ်သွားမဲ့ဘဝကြီးကိုတားဆီးပေးလို့မရဘူးဘဝတစ်ခုကမှောင်ကြတော့မယ်သိခြင်းတရားနဲ့ရင်ဆိုင်ရတော့မယ်ဆိုတဲ့အချိန်ဟာတနာစရာအကောင်းဆုံးအချိန်တနာစရာအကောင်းဆုံးအချိန်သူသူကိုယ်ကိုဘဝစည်းစံရောက်လာပြီဆိုလို့ရှိရင်တော့ဘဝတစ်ခုအဆုံးသတ်ကြအောင် အဲ့ဒီအဆုံးတန်ရခန်နေ့အချိန်ရောက်လာပြီဆိုရင်တနာစရာအကောင်းဆုံးအချိန်ဖြစ်လာပြီဒီထဲမှာတည်ခြင်းတရားနဲ့ရင်ဆိုင်ရတယ်ဆိုတဲ့နေရာမှာလွယ်လွယ်ကူကူနဲ့တည်ခြင်းတရားကိုရင်ဆိုင်ရတာမဟုတ်ဘူးခက်ခက်ခဲခဲနဲ့တည်ခြင်းတရားကိုရင်ဆိုင်ရတာလောကမှာနေမင်းကြီးမှောင်သွားလို့ရှိရင်ရှေ့လျှောက်လမ်းရမယ့်ခရီးဟာမမြင်ရတယ်လို့ပဲ ဘဝစည်းစံရောက်လာပြီဆိုလို့ရှိရင်ထိုပုဂ္ဂိုလ်ရဲ့မမြင်နိုင်တဲ့အရာတွေကဘယ်နှခုရှိသလဲလို့ဆိုလို့ရှိရင်မမြင်နိုင်တဲ့အရာတွေကလူတယောက်မှာပါတော့ဆိုဇီဝိတံဘလောက်နေရာအောင်မဲ့ဆိုသိတို့အသက်ဟာဘလောက်ရှင်မဲ့ဆိုတော့ဘယ်သူမှအကျိုးပြောလို့မရဘူးလေလောကကြီးမှာမသိနိုင်တဲ့အခါ ်ဧဘလောက်ပဲချမ်းမှာပါတဲ့ဆိုမဲ့ရုတ်တရက်မတော်တဆ accident ဆိုတာမျိုးနဲ့သိဆုံးပါနဲ့အခုမာမာကြီးတော်တော်ကြာမရှိတော့ဘူးဆိုတာမျိုးနဲ့ဖြစ်သွားနေတယ်။ဘုန်းကြီးတို့တခါတော့ကလွန်ခဲ့တဲ့6နှစ်လောက်ကမေမြို့တက်သွားတယ်။ဘုန်းကြီးတို့ဘာနဲ့အဲ့ဒီဘုန်းကြီးရဲ့မိတ်ဆွေရန်ကုန်ကနေပြီးတော့တခါတရံဖုန်းဆက်တယ်။ ဘုန်းထဲမှာစကားပြောသိပ်မကြပါဘူးမိမျိုးကပြန်ဆင်းလာတဲ့အခါကျဘုန်းတော်ဝင်လာခုနကဖုံးဆက်တဲ့တကဆုံးလို့တယ်ဟုတ်မယုံနိုင်တော့အဖြစ်ပြမျိုးတွေပေါ့ဒါကြောင့်မို့ဇီဝိတလူတယောက်ရဲ့သက်တမ်းလောင်းနေရမယ်အသက်ဟာဘယ်ရွေ့ဘယ်မြရှည်လျားမယ်ဆိုတော့မသိနိုင်ဘူး နေဝင်ချိန်မှာစခန်းဝေးတဲ့နေရာရှောက်လန်းရတယ်လို့ပဲဘာတွေတွေ့မယ်လမ်းပေါ်မှာဘာတွေရှိနေမယ်ဆိုတာမသိနိုင်တယ်လို့ပဲကိုယ့်ရဲ့အသက်အတိုင်းတာကန့်တာမသိနိုင်ဘူးတဲ့နောက်တစ်ခုကမသိနိုင်တာဘာလဲဘဝခရီးရှောက်လန်းတဲ့အခါမှာဘာယောဂနဲ့သိရမယ်ဆိုတာသိနိုင်ဘူးအေးစီဂျူယောဂဖြစ်ပြီမဲ့သွေးတို့နဲ့သိခြင်းသိတယ် သေချိုးယောဂရှိပြီမဲ့လို့တခြားယောဂနဲ့သိချင်းသိတယ်။လုံးဝမြောက်မှန်းကြည့်လို့မရနိုင်ဘူး။ယောဂဝေဒနာနဲ့ပတ်သက်လာလို့ရှိရင်လည်းသိချာပေါ့မပြောနိုင်ဘူး။တချို့မှာဆွဲနေတဲ့ဝေဒနာကတစ်မျိုးသိတဲ့အချိန်ကျတော့တခြားဝေဒနာနဲ့သိသွားတယ်ပေါ့။ဒါမျိုးတွေလည်းရှိတယ်။ဒါကြောင့်မို့ဗျာဒိဆိုတာလည်းကြွတင်ပြောလို့မရဘူးတဲ့။ကြွတင်ပြောလို့မရတဲ့ဟာတစ်ခုပဲ။ ဘဝစည်းစာရောက်လာပြီဆိုလို့ရှိရင်ဒါတွေကပြောလို့မရနိုင်ဘူးဇီဝိတံပြာတိကာလောစကာလဆိုတာလူတယောက်ဟာဘဝခရီးအဆုံးသတ်မဲ့အချိန်ဘယ်အချိန်လဲမနေ့လားနေ့လယ်လားညလားမပြောလို့မရဘူး